မြန်မာရဲ့အင်ဂျင်ချင်းထိုင်းနိုင်ငံနဲ့မြန်မာတွေရွှေပြောင်းဝင်ရောက်လာတာများပြားလာတာနဲ့တူနေဆက်မြို့မဲဆောက်ကအင်ချမ်းမြေအယောင်းနဲ့အငားစေးတွေထိုးတက်နေတယ်လို့အဲ့ဒီကအင်ချမ်းမြေကျိုးဆောင်တွေကအမေကိုပြောပါတယ်မဲဆောက်မြို့တွင်မှာအခြေပေ40 60မီတက်ခွက်ကိုအနည်းဆုံးဘက်ခွက်နဲ့သိန်းပေ60 80မီတက်ခွက်ကိုဘက်သိန်း30ဝင်ကျင်နဲ့မဲဆောက်မြို့တွေကအိမ်ပါတိုက်ပါမြေကော့တွေဆို အနည်းဆုံးဘက်25သိန်း35သိန်းနဲ့ ဘတ်သိန်း၄၀အထိစီပေါက်နေတယ်လို့ဆိုပါတယ်။အခါရက်ကွက်တွေတဲကဘတ်စကြောက်သိန်း၁၆သိန်းကစပြီးအစားစားရှိတယ်လို့မဲဆောက်ချင်မီကျူးဆောင်တော်ကအမေကိုပြောပါတယ်။ထိုင်းနိုင်ငံဥပဒေအရနိုင်ငံသားတွေကိုကွန်ဒိုဝယ်ယူခွင့်နာခွင့်ပြုထားပြီးလုံခြုံရေးနဲ့မြေပိုင်ဆိုင်ခွင့်ကိုကန့်တတ်ထားတာပါ။လက်ရှိမဲဆောက်အင်ချမီဈေးကွက်ကြီးနေနဲ့အယောင်ဝယ်ပြုလုပ်ပုံတွေကိုဝိုင်းရင်အင်ချမီကျူးဆောင်မျိုးသမီးတော်ကအခုလိုပြောပါတယ်။ value ကတော့တစ်လမှာတော့အယောက်20လောက်တော့ရှိသေးပြတ်။အာရွှေပြောင်းအလုပ်သမားကြီးနေပုံများတာပေါ့နော်။ရွှေပြောင်းအလုပ်သမားကြီးမြန်မာနိုင်ငံရန်ကုန်ကတို့ရွှေကုတ်ကူကတို့မမဝယ်တာပုံများပါရဲ့ရှင်။ ထိုင်းနိုင်ငံသားတယောက်နဲ့သူတို့ဝေပြီးသွားပြီဆိုလို့ရှိရင်အမားတို့ကတော့မြန်မာနိုင်ငံသားကထိုင်းနိုင်ငံသားနာမည်ခံတဲ့ဝေအတွက်ကြောင့်ထိုင်းအစိုးရကဥပဒေကကြော်ညာပြီးသားမြန်မာနိုင်ငံသားမြေဝေခွင့်မရှိကြော်ညာပြီးသားဖြစ်တဲ့အတွက်ကြောင့်အမားတို့ကရှင်းနေတဲ့တပြန်ဘယ်လိုမျိုးစာချုပ်ချုပ်လဲဆိုတော့ထိုင်းနိုင်ငံသားဝေလိုက်တဲ့အိမ်ချမ်းကြီးကမြန်မာနိုင်ငံသားစီကနေငွေချီးမှုနဲ့ ဝယ်ဆောင်ထားရဲ့ဆိုတဲ့အကြောင်းမျိုးရှင်းနေတဲ့တည်မီစာချုပ်ချုပ်လိုက်ပါရှင်။အဲဒါဆိုလို့ရှိရင်တော့ရာကပန်သူ့အတွက်ပိုင်ဆိုင်မှုရှိတဲ့မြန်မာနိုင်ငံနာဒီနိုင်ငံသားသားရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ထိုင်းနိုင်ငံသားလည်းဒီအိမ်ကိုရောင်းဝယ်ခြင်းလုံးဆောင်မှုမရအောင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့မိညာရဲ့ပတ်စံနဲ့ချင်းဝေထုတ်ပြီးတော့ဝယ်ထားရဲဆိုတဲ့ဥပဒေပုံမှန်အရာမှလို့ကပြန်ပြီးတော့စာချုပ်ချုပ်တာဖြစ်တဲ့အတွက်ကြောင့်သူဒီဘက်ကလည်းဘာမှလုံးလို့မရောမြန်မာနိုင်ငံသားအတွက်ကလည်းခိုင်လုံချက်အများကြီးရှိသွားတာပေါ့ရှင်လက်ရှိအခြေအနေအရ အင်ချင်မီဇင်းတို့ထက်တက်လိုက်တယ်လို့သူက သုံးသပ်နေပြီးဘလို့မြေမျိုးစားကိုဝယ်တင်လဲဆိုတာကိုအခုလိုပဲအကြံပြုပေးကြလာပါတယ် ဟုတ်ကဲ့ပါအခုမပြောချင်တာတော့မဲဆောက်စီတခွင်အိမ်ဆိုင်မြင်းနဲ့ပတ်သက်ပြီးဈေးနှုန်းကတော့အခုကတော့ပိုပြီးလက်ရှိတာတက်တက်မဲ့ဂိန်းလုံးရှိတာပေါ့နော်။ဘာလို့လဲဆိုတော့နိုင်ငံသားတွေရွှေပြောင်းလို့သမားတွေကလည်းအရင်များလာတယ်။ရွှေဈေးတွေလည်းတင်းတူညည်ဈေးတွေကလည်းအရင်နှစ်ဆသူတက်လာတာပေါ့။အရင်က6သိန်းခွဲတဲ့မြေခွက်ကအခု7သိန်းခွဲပြန်ပေါက်သွားတာပေါ့နော်။အဲအရှိနစ်ကမှလို့ရောင်းတဲ့9သိန်းခွဲကအခု9သိန်းခွဲဖြစ်သွားပါတယ်။အဲ့လိုမျိုးလေးညည်ဈေးတွေကတော့အရင်ထိုးတက်လာတာကိုတော့သိမြင်ရပါတယ်။ဒါကြောင့်ညည် ဝယ်ပါတယ်ဆိုလို့ရှိရင်တော့မဘက်ကနေအကြံဉာဏ်ပေးချင်တာတော့အဓိကမြေဒီထိုင်းနိုင်ငံမှာမြေကရံတွေကအမျိုးအစား၄မျိုးရှိတယ်ပေါ့နော်၄မျိုးမှာမှာဂလုံးအနီနဲ့အာအဲ့လိုမြေကရံအမျိုးအစားကိုပဲကိုယ့်ရဲ့ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဝယ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေမျိုးအစားကိုပဲအဓိကထားပြီးဝယ်ပါလို့အကြံပေးချင်ပါတယ်ရှင်ထိုင်းနိုင်ငံမှာနိုင်ငံသားများအနေနဲ့ထိုင်းဥပဒေအရနိုင်ငံသားများမှာမြေကွက်ကိုတိုက်ပိုက်ဆံခွင့်မရှိပေမဲ့ မဲဆောက်ရောက်ထိုင်းနိုင်ငံသားဖြစ်ခွင့်ရရှိသားသူတွေရဲ့အမေရိကန်တဆင့်ဝယ်ယူနေကြတယ်လို့မဲဆောက်မှအခြေချနေတဲ့သူတို့ကပြောပါတယ်။နိုင်ငံသားဖြစ်မှရမှာလေမပေါ့နဲ့ရှိမှဟိုလိုရ။ဒါမှမပေါ့လို့မရှိဘူးဆိုရင်အဲ့ဒီကကိုယုံကြည်ရတဲ့လူနဲ့အမခံပြီးတော့အွယ်ပေါ့။ယုံယုံကြည်မှုရှိတဲ့လူပေါ့။အဲ့လိုပဲလုပ်လို့ရအောင် ူကတော့နိုင်ငံသားထိုင်နေတဲ့လူပဲဟုတ်ရမှာပါပဲ။အဲ့ဒါတော့ဟုတ်တယ်ကြားတယ်။အဲ့ဒါဒါပေမဲ့အဲ့လိုမှကျွန်တော်ပြောလို့အာမခံတဲ့လူရှိရောပေါ့။ဘာသာဒီကျွန်တော်တို့ဒီရိုးရိုးဒီတန်တောက်တန်တောက်ကျွန်တော်တို့ဒီပိုင်းအောင်ကတ်လို့ passport လို့နဲ့ဘယ်လိုမရအောင်လေ။တရားမှုလို့လေ။อืมတရားမှုလို့ရှိရင်အခုပေါ့ဥပမာကိုတတိပေါ့။ကိုတတိဖြစ်ဖြစ်တောင်မို့ကိုဥပမာရှင်ရှင်မှာတို့ဒီ မင်းပိုင်ထိုင်မပုံနဲ့ရှိတဲ့လူပေါ့ထိုင်မပုံနဲ့ရှိတဲ့လူလူကသူအမခန်တော့အမခန်ထိုင်လို့သူသူနဲ့မဲ့နေပေါ့အဲ့လိုမျိုးအမီလွဲပေါ့အမီလွဲဝဲပေါ့အဲ့လိုမျိုးတော့ရှိတယ်ထိုင်ဥပဒေနဲ့ညီဘလို့အင်ချမီဝယ်ယူလို့ရလေဆိုတာနဲ့ပတ်သက်ပြီးဝိုင်းရဲ့အင်ချမီကျိုးဆောင်မျိုးသမီးတအူးကအခုလိုဆက်လက်ရှင်းပြပါဗျာအာခိုင်လုံမှုကတော့ဒီ ထိုင်းနိုင်ငံမှာကဆီမကူနာပြောထားတဲ့အတိုင်းပဲအိမ်ချမ်းကြီးကမြန်မာနိုင်ငံသားဝယ်ခွင့်မရှိဘူးဆိုကြဲကူကအာညီကူကမြန်မာနိုင်ငံသားမပိုင်ဘောဒါပေမဲ့အမဘက်ကနေရောထိုင်းနိုင်ငံသားတအူးနေပဲဝယ်ဆောင်ခွင့်ကိုပြုလုပ်ပြီးတယ်ဒုတိယအချက်ကတော့ရှစ်နေနဲ့ဒုတိယစာချုပ်ကိုပြန်ချုပ်ပေးတာပေါ့ဒီဝယ်လိုက်တဲ့သူရဲ့ဒီငွေအမောက်ဒီလက်ထိုင်းနိုင်ငံသားတရားအနေနဲ့ကနေပြီးတော့ငွေချီးပြီးတော့ဝယ်ရဆိုတဲ့ခိုင်လုံချက်မျိုးနဲ့ပဲဥပဒေပုံမှန်ဆက်သက်ချက်ကိုရေးပြီးတော့မမတို့ကဝယ်ပေးပါတယ်ထိုင်းနိုင်ငံ နာမှာဥပဒေကြောင်းလဲခဲ့တည်ရှိတော့နိုင်ငံသားသားတည်လဲပတ်စပို့ကင်ထားတဲ့နိုင်ငံသားသားတို့ဆယ်နှစ်ခန့်ဒီမှာမိုးတဲ့ကလေးလေးတို့ဥပဒေကြောင်းလဲခဲ့တည်ရှိတော့သူ့ရဲ့ register ပါမလို့ပဲနဲ့ချက်ချင်းလွဲပြောင်းစာလုပ်လို့ရမယ်ဥပဒေမျိုးပါထည့်ပြီးတော့မတို့ကရေးထားပေးပါရဲ့ရှင်အဲအဲ့လိုမျိုးလေးလှုပ်ထားပေးတဲ့အတွက်ကြောင့်ရွှေပြောင်းမြမအလုပ်သမားတွေအတွက်ကတော့စိုးရိမ်စရာတရားရခိုင်နှုန်းမှာ80ရခိုင်နှုန်းလောက်ရောကြမှုအမားတို့ဘက်ကနေဝန်ဆောင်မှုပြင်ပြီးတော့တေချာခိုင်လုံစွာနဲ့စာကြောချုပ်ပေးပါရဲ့ရှင်ဒီလိုရွှေပြောင်းမြမတွေကြောင့် မဲဆောက်အချင်းမီဇီကော့တွေထိုးတက်နေတယ်လို့အင်္ဂါစီနှုတ်ဟာလည်းအင်္ဂါထက်၂ဆလောက်ထိမြင့်တက်လာတယ်လို့သိရပါတယ်။ကျမတို့အနာတမီကာစားရောက်တုန်းကဒီခန်း8800 2000 20လောက်ပဲအခုက4000လောက်ကိုတထေးကထက်ထက်ရှင်နေတယ်။အင်္ဂါနှစ်ထပ်ဆိုတော့အဆင်ပြေတယ်။သူများတဲ့နေရာမှာဆိုရင်တော့ဒီလိုအိမ်မျိုး9000 6000လောက်ငားလိမ့်မယ်ထင်တယ်။မပြောတတ်ဘူး။ကြီးကမိကလည်းတက်တာတယ်လို့မဲဆောက်မျိုးမဲပိုက်ရက်ကနေထိုင်နေသူအမျိုးသမီးတို့ကပြောပါတယ်။ မြန်မာမှာ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအနာသိမ်းလိုက်ပြီးနောက်စစ်ကျင်တော်လှန်သူတွေကိုစစ်တပ်ကလိုက်လံငင်ငင်မှုတွေကြောင်းထိုင်းပါဝင်အင်ဂျင်နိုင်ငံတွေစီထွက်ပြေးခိုလုံခဲ့ကြရပါတယ်။ဒါကြောင့်အဓိကထွက်ပြေးခိုလုံကြတဲ့ထိုင်းနိုင်ငံအတွင်းအနာသိမ်းပြီးနောက်ရောက်ရှိလာတဲ့ရွှေပြောင်းမြန်မာရေးအတွက်ဟာလေးတန်းထက်မနည်းရှိတယ်လို့ထိုင်းမြန်မာရေးကွန်ရီဆောင်ရွက်သူတွေရဲ့အဖွဲ့တွေရဲ့စီးရင်တွေရသိရပါတယ်။